အမုံမြင့်ဇလန်တွေကတော့ယနေ့ခေအချင်းနေရီနဲ့ကိုင်းညီလွန်းတာဖြစ်တဲ့အတွက်အတော်လေးကိုလူချိုက်များနေပါတယ်။အမုံမြင့်ဇလန်တွေဟာယနေ့ခေလူငယ်လေးတွေကိုအယံအယံကိုမှဘူးဒုသပညာရရှိခဲ့တာလေးဖြစ်ပါရီ။ငငယ်ရွရွနဲ့အချစ်တစ်ခုတည်းကိုပဲခြေပြီးတော့တဏှာစိတ်တစ်ခုတည်းကိုပဲခြေပြီးတော့အိမ်ထောင်ပြုမယ်ဆိုရင်ဘလောက်ထက်တီနော်ဒုက္ခတွေများနိုင်တယ်လဲဆိုတာကိုအမုံမြင့်ဇလန်တွေကပြသသွားခဲ့တာပဲဖြစ်ပါရီ။ပြီးတော့ခါကြတော့ ယောက်မရီကြောင့်เนาะအိမ်ထောင်မိသားစုဘယ်လောက်တည်းထိပြူကွဲနိုင်တယ်လဲဆိုတာကိုเนาะပြသသွားခဲ့တာပါယောက်မနဲ့ချွေးမရဲ့ပြဿနာကိုပြောရမယ်ဆိုရင်เนาะအထူးသဖြင့်တော့အခုကျွန်တော်ပြောပြသွားမယ့်အရာကယောက်မရီရဲ့เนาะဝင်ရောက်ဆုတ်ဖက်မှုတွေကြောင့်အိမ်ထောင်ပြရတဲ့ကိစ္စကိုပြောချင်ပါတယ်ချွေးမနဲ့ယောက်မဇလန်းတွေများပေမဲ့ယောက်မနဲ့တမက်အဆင်မပြေတာတော့တော်တော်လေးကိုရှားပါတယ်ဘာလို့လဲဆိုတော့သမီးကိုစိတ်ဆင်းမရဲစေချင်လို့တမက်ကိုကောင်းကောင်းဆက်ဆံပေးကြတယ် ချွေးမချာငါတို့ကသားရှင်ကူးစိုက်เสียမလို့ဘူးဆိုရင်နေထားနေနေကြတယ်ယောက်ျားလေးဘက်ကအမြဲအပါကြီးပဲငါသားရှာကြွေးတဲ့ငါသားကအင်ထောင်ဦးစီငါသားထားခဲ့ရင်နေမဲ့တစ်ခုလက်ဖြစ်မှာ ဒါရှင်ဆိုရင်မမနာရီနဲ့ခွဲခြားဆက်ဆံသားတွေအများကြီးသမီးကလေးမွေးရင်ငါသမီးလေးပင်ပန်းမဲ့မိဘအိမ်လာနေပြီးအနာယူချင်းမကလေးမွေးရင်တော့မိဘအိမ်ဘာလို့ပြန်လာမှလဲကလေးမွေးတာပဲငါတို့လေးမွေးဘူးတဲ့နေတို့လို့နုမနေဘူးအကုန်လောက်ရတာပဲတမဲဖောက်ပြန်မှကြောက်တော့ဒါချီလန်းပြည့်ရင်အိမ်ကမိမအသုံးမချလို့တဲ့နော်ချက်ပြောရင်အများကြီးချမ်းပါသေးတယ်ကိုသားသမီးနဲ့ရှင်နော်ကိုချင်းစာပြီးချင်းမအပေါ်မေတ္တာထားပေးကြရက်ရောက်ခမရရှိသလိုနော် ကိုကိုသားသားသမီးကလွဲလို့ရှိရင်သူများသားသမီးကအဖိုးမတန်တယ်လို့ဆက်ဆံခြင်းချားရသူတွေလေးရှိတယ်နော်ကြောက်ဖို့ကောင်းတဲ့အတ္တတွေမမနာတွေနဲ့ခွဲခြားဆက်ဆံမှုတွေကြောင့်သားသမီးတွေဘဝအပြည့်အင်ထောင်ရေးမသားမယားဖြစ်ပြီးပျက်စီးကြတာတွေလည်းအများကြီးပဲဗျာဒါတွေကိုဒီဇက်ကကပညာပေးသွားတာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ယောက်ျားမတွေအနေနဲ့လေးညတ်တာတဲ့ယောက်ျားမကောင်းတဲ့တိတက်တဲ့အချွေးမကောင်းတွေနော်ဖြစ်ဖို့အတွက်ကြိုးစားရပါလိမ့်မယ်ဒါမှအင်ထောင်ကသားရပါလိမ့်မယ်အခုတော့နော် မင်းသမီးကလေရောက်ခမကရိုင်းတိုင်းသူလည်းပြန်ရိုင်းတယ်နော်ရောက်ခမကလေချွေးမကိုနော်သူသားသူ့မြေးကလွေးရင်ချွေးမကိုကြနော်ပုဆုဘက်ဆက်ကိုလုံးဝနော်အေးထောင်ရေးကိုဖြူဖြက်နေတာတွေ့ရပါတယ်နော်ဒါကြောင့်မလို့မမိမှာပါမှနော်ဖူဖူလုံးလုံးပါမှမရှိလို့ရှိရင်အေးထောင်ပြုမိလို့ရှိရင်ဘလောက်တိတိဒုက္ခရောက်နိုင်တယ်လဲဆိုတော့ကိုဒီဇက်ကကပြသွားခဲ့တာပဲဖြစ်တယ်ပြီးတဲ့ခါကျတော့နော်မင်းသားနဲ့မင်းသမီးရဲ့သားကိုသူ့အကူတို့ကနော်မင်းသားရဲ့အကူတို့ကမွေးစားတယ် ဝေးစားတဲ့ကကြတော့မိသားရဲ့အကိုမလေးမချလေကိုဝင်ရှိလာတဲ့ကကြတော့နောက်မိသားအကိုရဲ့မိမမလေးကိုဝင်ရှိလာတဲ့ကကြတော့သူတို့ရဲ့ရင်သွေးကိုပဲဒီစိုက်တော်တွေဆိုတော့သူတို့မွေးလာမယ်ကလေးလေးကိုပဲပိုချစ်သွားကြတယ်ဆိုတော့နော်မိဘတွေလောက်ကုသားသွေးအရင်လောက်နော်ဘသူကမှဒီလောကကြီးမှာဘသူကမှဒါမစားနိုင်နိုင်ဘူးမချစ်နိုင်ဘူးဆိုတော့မိမောင်ထိုးပြနေတာလေဖြစ်ပါတယ်နော်လူတယောက်ရဲ့ကံကြမ္မာဟာအင်တန်မှာထူးဆန်းပါတယ်မမောင်လင်ကိုရိုင်းက မန်ယူအသင်းလိုမျိုးကိုဂူတင်နိုင်လိမ့်မယ်လို့သူ့ဘဝမှာတခါမှအိမ်မက်မက်ဖူးဘူးတဲ့ဒါမဲ့လုံးဝထင်မှတ်မထားတာကဖြစ်သွားခဲ့တယ်။မန်ယူကိုမမောင်လုံးရဲ့အတွင်းကိုနဲ့ဖီရှာအော်စတာအတင်းကအနိုင်ရရှိခဲ့တာပဲဖြစ်ပါတယ်။မမောင်လုံးရဲ့နာမည်ကတော့မြန်မာသမိုင်းမှာထင်ကျန်ခဲ့ပြီဖြစ်ပါတယ်နော်။မမောင်လုံးကတော့ဘယ်လိုမျိုးသူလုံးဝအိမ်မက်တောင်မမက်ခဲ့ဘူး။ဒါမဲ့ဘယ်လိုမျိုးဖြစ်သွားတော့သူတီးတောင်ပြောပြီးပေါ့နော်။အခုလိုမျိုးတွင်းကိုတွင်းပြီးတဲ့အချိန်မှာသူ့ဘဝမှာ တကယ်ကိုမှကြီးမားတဲ့အရာကိုလုပ်သွားနိုင်ခဲ့တဲ့ဆိုရင်အနေထားနဲ့မမောလင်းကတော့ဒီပြောပါပြီဆိုပြီးတော့ပြောသွားခဲ့တာဖြစ်ပါတယ်။အခုမမောလင်းရဲ့အရေးချင်းတွေကိုမန်ယူနဲ့ပွဲမှာတနိုင်ကန်လုံးเนาะပြီးသွားခဲ့တာဖြစ်တဲ့တော့မြန်မာနိုင်ငံမှာရှိတဲ့တပည့်တွေကတော့မမောလင်းကိုအရင်ဆုံးသဘောချနေကြပြီးတော့စုရီချင်းမြစ်ပေါ်တယောက်ပြီးတယောက်လုံးဆောင်နေကြပြီလို့ဖြစ်ပါတယ်။အထူးသဖြင့်တော့ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ဘလုံးဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်တဲ့ဦးစစိုးကတော့မမောင်လင်ကိုသိမ်းပေါင်းများစွာစုချီးမြှင့်မှာဖြစ်ကြောင်းလည်းသိရပါဗျ။ခြောက်တော်တတိတွေကလည်းအများကြီးပဲ။အဲ့ဒီအဲထဲမှာကျွန်တော်တို့နော်အာဒါစမိုင်းတို့ပေါ့နော်။စမိုင်းတို့လင်မယားမှာစမိုင်းရဲ့ယောက်ျားကအရန်ပေါ်ပွဲကြိုက်တယ်နော်။ဘလုံးပွဲတွေဆိုရင်အရန်တောက်လျှောက်ကိုသူကမျက်ချင်မပြောက်ပေါ့နော်။ဆိုတော့အခုမန်ယူနဲ့အရှာဩစတာအသင်းကိုလည်းသူကကြည့်ခဲ့တယ်။နော်မမောင်လင်ကမနေ့90ကျော်မှာပဲဒုတိယပိုင်းမနေ့90ကျော်မှာပဲဝင်ရောက်ခဲ့ပြီး90အကျော်မှာနော်။90မိနစ်အကျော်မှာပဲတွင်းနေကြတာဖြစ်တယ်။ ဆိုတော့မြောင်းနိုင်ငံအတွက်အရန်ကိုမှဂုံသက်ဆရာဖြစ်တဲ့မမောင်လင်ကိုစမိုင်းတို့လင်မယောက်ကိုတိုင်းကလေစုချင်းမြစ်ပေးခြင်းတယ်နော်ဆိုတော့မမောင်လင်ကတော့တကယ်ကိုမှဒိဋ္ဌိကျတိတိရဲ့စုချင်းမြစ်ချူခိုင်းရမှာဖြစ်ပြီးတော့တိမ်ပေါင်းသောင်းချီတော့အခုလိုမျိုးအောင်မြင်မှုနဲ့တိမ်ပိုက်သွားနိုင်တယ်ဆိုပြီးတော့ချူတော်ပရိသတ်တွေကတော့သုံးသက်နေကြပြီလေဖြစ်သွားပြီဗျာမမောင်လင်ကတော့ဒီထက်မကတောက်ပါအောင်မှာပါပါဗျာခင်ဝင်ရနေစုပြီးသည်စင်လက်မထိုက်ရသေးပင်နဲ့ဟိုတယ်မှာမုံကဲနေတဲ့ HD ဗီဒီယိုတွေ Telegram ပေါ်မှာပြန်နှံလာတာဖြစ်တဲ့အတွက်တနင်္ဂနွေလုံးကအအောင်မဆုံးဖြစ်နေကြပါရယ်ကျွန်တော်ဒီဗီဒီယိုရဲ့ဂျာမနီမှာလည်းအပေါ်ပိုင်းလေးကိုပြထားတာအားလုံးလည်းတွေ့ပြီးသားဖြစ်မှာပါဆိုတော့ဒါက AI နဲ့လှုပ်ထားတာလားတကယ်လားเนาะတချို့ကတော့မိသားမင်းသမီးတွေကเนาะဖုန်းပြင်ဆိုင်မှာဖုန်းပြင်နဲ့ ဖုန်းထဲမှာရှိတဲ့ data တွေเนาะအယူခံရတာများပါတယ်ဘယ်သူအကြောင်းတွေကြောင့်ဒီကိစ္စကပြန့်နှံ့နေသလဲတော့မသိဘူးပေါ့เนาะ AVN နဲ့စိုးပြည်စင်ကတော့အခုချိန်မှာ လက်ထပ်ကြရုံမဲ့သူလို့တနိုင်ကလုံးကခံမှန်းထားကြပါတယ် ရုံရည်ရဲ့အဖေကအလွန်ချားနေကြတဲ့သူသားရဲ့မင်္ဂလာသတင်းကမှန်ပါ रे ဆိုပြီးအဒီပြူလာရာကနေစပြီးတော့ဟင်ဝီဟန်လက်ထက်မဲ့သူကစူးပြစ်တစင်မှာဆိုပြီးတနိုင်ကလုံးကတတ်မှာထားကြတာပါတချို့ကတော့ဟင်ဝီဟန်လက်ထက်မဲ့သူကစူးပြစ်တစင်မဟုတ်ဘူးတချို့ကတော့ကျွန်တော်ရဲ့စူးပြစ်တစင်လေးနဲ့ဟင်ဝီဟန်ကိုနော်ကျွန်တော်တို့သဘောမတူနိုင်ဘူးဆိုရင်နေထားနေပြောကြတယ်နော်ဟင်ဝီဟန်ကမဆူးဘူးဝိုင်းစုကိန်းသိန်းကိုလှုပ်ချင်တိုင်းလှုပ်ပြီးတော့ထားခဲ့တဲ့ကောင်ကျွန်တော်ရဲ့ဂျမားရဲ့ ။ဆိုပြီးသစင်းလင်းနဲ့တန်းကိုမတန်းဘူး။ဆိုပြီးသစင်းလင်းကနော်ရင်ပေါ်တော့မတန်းဘူးဘူး။ကျွန်တော်တို့ဒီရေစားတော်တယောက်မှမထားဘူးတဲ့အချင်းနေ။ဒါကြောင့်ဟင်းဝရံနဲ့မတန်းဘူးဆိုပြီးတော့အမြင်မျိုးပြောဆိုကြတယ်။ဘလူးဝေးဖြစ်ဖြစ်ပေါ့ဟင်းဝရံနဲ့ဆိုပြီးသစင်းတို့ကချစ်သူတတန်းက၅နှစ်ကျော်ပါပြီ။သူတို့နှစ်ယောက်ကအမှုပညာမောင်နှမတွေဆိုရာတက်အစကတည်းကပူနေချပြီးတော့သွားသူလာသူစသူသူတို့တော့ဒါ living together နေခဲ့ပြီဆိုပြီးတော့เนาะဒါပြောဆိုမှုတွေတောင်ရှိတယ် ဆိုတော့အခုဒီခေါက်မှာတော့ lemon tech ခင်မှာအခုလိုမျိုး HD ဗီဒီယိုတွေပြန်ထောင်းလာတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဟင်းမီယံဘက်ကတော့သိပြီးတော့ဟိုနင့်နာမဲမထင်ဘူးဒါမဲ့စူပိသင်္ကာရတော်လေးကိုဒါအဆက်ကွင်းဒီမှာတော့အသေးချာပဲပြည်သက်တွေလည်းတော်တော်လေးကိုဒါစူပိသင်ကိုလုံးဝမထင်ထားခဲ့ဘူးလို့ပြောဆိုမှုတွေရှိတယ်တချို့သောစူပိသင်ရဲ့ပြည်သက်တွေကတော့ဒါက AI နဲ့လုပ်ထားတာဒါလက်ထက်ခံနေနော်သူတို့ကိုမနာလို့လို့ဒါမျိုးဖြစ်ချင်လို့အခုလိုမျိုးနော်ဒါပေါက်ကရ အမျိုးမျိုးပြောကြတာကိုလေကျွန်တော်နေနဲ့တွေ့ရတယ်ဘလို့ရွှေပါတကယ်ကိုစိတ်မကောင်းပါဘူးဟုတ်ဒီဖြစ်စေမဟုတ်ဒီဖြစ်စေသူတို့ညောက်ကတော့မချခင်မှာလက်ထက်တက်မှာဖြစ်တဲ့တော့အများကြီးလည်းငွေဖန်ချပါနဲ့သူတို့အတမိုင်းချောင်းနေသူတို့ပေါ့နော်မယူသိန်းကိုအနိုင်ကိုတွင်းပြီးတော့ကဘာချော်သွားတဲ့မမောင်လင်ကတော့တကယ်ကိုမှကဘာမှာအပျော်ဆုံးလူသားဖြစ်နေပါပြီ။မမောင်လင်ကမယူအသိန်းကိုကိုသွင်းလိုက်ပြီးတဲ့အချိန်မှာငါ့ဘဝမှာအကြိုက်ဆုံးအသိန်းကိုကိုတွင်းနိုင်ခဲ့ပါပြီ။ ငါသီးပြောပါပြီဆိုပြီးတော့တွေးမိတယ်ဆိုပြီးတော့မောင်မောင်လေးကဒီနေ့အင်တာဗျူးမှာတော့ပြည်သက်တွေကိုရင်ဖွင့်လာခဲ့တာပဲဖြစ်ပါ रे မောင်မောင်လေးရဲ့အကြိုက်ဆုံးအသင်းကမန်ယူအသင်းဖြစ်ပြီးတော့အကြိုက်ဆုံးကစားသမားကခရစ်စတီယာနိုရိုနီဒိုဆိုတာတနိုင်ကလုံးပြည်သက်တွေတည်ချောက်ပါ रे ဒီနေ့မှာတော့မောင်မောင်လေးကမန်ယူအသင်းမှာသူအကြိုက်ဆုံး idol ဖြစ်တဲ့ Bruno Fernandes စီကအင်ဂျီတော်လက်ဆောင်တောင်းခဲ့တာဖြစ်ပြီးတော့ Bruno Wood ရဲ့အင်ဂျီကိုမောင်မောင်လေးကဒီနေ့မှာမြန်မာနိုင်ငံမှာပြန်လာတော့ တနင်္ဂနွေကပြည်သက်တွေကိုဂုံယူဝင်ချစွာပြီးဘရူနိုရဲ့အင်ဂျီဝုတ်ပြီးတော့ပြန်လာခဲ့တာဖြစ်ပါ ರಿ မြန်မာနိုင်ငံရဲ့ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်တဲ့ဒတိယဦးစိုးစောကလည်းနိုင်ငံကုန်ဆောင်ခဲ့တဲ့မြန်မာနိုင်ငံအတွက်သမိုင်းတည့်နော် site to ပြီးခဲ့တဲ့မောင်မောင်လင်ကို3000တိတိစုချမှာဖြစ်ကြောင်းလေးသိရပါ ರಿ ဗျာအင်မတန်မှအားရဖို့ကောင်းပါ ರಿ တနင်္ဂနွေကပြည်သက်တွေကတော့မောင်မောင်လင်ကိုချီးကျူးနေကြပါပြီမြန်မာနိုင်ငံရဲ့ကစားသမားတွေကခုလိုမျိုးကမ္ဘာ့အဆင့်ကမ္ဘာကျော် မယူအသင်းကြီးကိုဘူးတွင်းနိုင်လိမ့်မယ်လို့တရားမှာဒီပွဲမတိုင်ခင်မှာမတွေ့ထားကြပါဘူးဒါမဲ့လုံးဝကိုထင်မှမထားရတဲ့အရာကဖြစ်သွားခဲ့တာပဲမဟုတ်ဘူးလားဗျာမယူအသင်းကလည်းပြောပါရစ်သူတို့ဟာအေရှားအော်စတာကစားသမားတွေတဲ့ကသူတို့ချိန်ညစ်တဲ့ကစားသမားတွေကိုလေးကြည်ပြီးတော့ခေါ်ယူသွားဖို့ရှိတယ်ဆိုပြီးပြောသွားခဲ့တာကြောင့်မမောင်လေးကမြခေါ်တော့မှလားဆိုပြီးတော့ပြောဆိုမှုတွေလေးရှိနေနော်ခိုင်နေဝေကသူ့ရဲ့ယောက်ျားဖြစ်တဲ့သွန်ဝိုင်းနဲ့ပူပေါင်းပြီးတော့ အလူငွေတွေကိုဘုံနဲ့ကိစ္စတွေတခုပြီးတခုပေါ်ပေါက်လာတာဖြစ်တဲ့တော့တနိုင်ကလုံးဝပြည်သက်တွေပြည်သူတွေကခိုင်နေဝိတ်ကိုပတ်စံပြန်သောင်းနေကြလို့ခိုင်နေဝိတ်နှလုံးဖောက်ပြီးတော့ဆေးုံမှာအသက်လူနေရာကြောင်းဒီနေ့နေ့ကတော့အကြီးကျယ်ကိုတက်လာနေပါပြီခိုင်နေဝိတ်ကတော့ဒီတော်တွေမှာအလုံးလေးတီချပါရယ်ပတ်စံမှားလွဲတာကိုမပို့ချင်ဘူးအကြောင်းမျိုးမျိုးပြီးတယ်နောက်ဆုံးမှာတော့တယောက်ကြသုံးပွိုင်းနော်ပါလာပြီးတော့ ဘာမှမဆိုင်တဲ့ခိုင်နေဝေပုံကိုเนาะတင်တဲ့ခိုင်နေဝေအောင်မြင်ပါစေဆိုပြီးတော့เนาะအချားမြင်ဆရာမတယောက်ကဆုတောင်းပေးတဲ့เนาะချားမြင်ဆရာမကိုခိုင်နေဝေရဲ့ယောက်ျားသွန်ပွိုင်းလို့လို့ဘာလို့လို့ကောင်းအားလားရဲ့မိမလားမသိယောက်ျားမှန်းလားမသိเนาะတို့เนาะပိတ်ဆဲလိုက်တဲ့နေသားမှာဘုံမူပြီးတော့ခိုင်နေဝေရဲ့နောက်ချောင်းတွေเนาะအလူငွေဘုံနဲ့ကိစ္စတွေပေါ်ပေါ်လာပြီးနောက်ဆုံးကျတော့အခုခိုင်နေဝေကိုပတ်စံတဲ့ပြားမှာလူတဲ့သူမရှိတော့ဘူးခိုင်နေဝေတော်တော်လေးကိုဒုက္ခရောက်နေပြီဖြစ်တယ်เนาะ ကျွန်တော်အတူမှာစူးစုံထားတာလေးနဲ့เนาะဘယ်လောက်တစ်တိဘယ်နှစ်နှစ်လောက်တစ်တိเนาะခလေးတွေကိုပြည့်စုံရှောက်နိုင်မလဲတော့မသိဘူးအလူငွေအစ်စ်တွေရဖို့တော်တော်လေးကိုခင်းရင်သွားမှာတော့အသေးချာပဲเนาะခိုင်နေဝေကတော်တော်လေးကိုတနိုင်ကလူယူရှာမုံသီးနေချပြီလေးဖြစ်ပါတယ်အခုလေခိုင်နေဝေကဝေဖန်မှုတွေကိုမခံနိုင်တော့ဘူးအလူငွေလေးကောက်လို့မရတော့တဲ့အနေထားမှာအခုเนาะသူ့ရဲ့ဒီအလူငွေတွေကိုပုံပြီးတော့ရှေးတောင်ကြားမှာရှမ်းပေါင်းများစွာတိုက်ပေါင်းများစွာပိုင်းဆိုင်နေတဲ့ကိစ္စတွေပိုင်းဆိုင်မှုတွေပေါက်ကျလာတဲ့ဒကာလာမှာเนาะ ကျွန်တော်တို့ခိုင်နေဝေကတော့တတော်လေးကိုပြည့်တည်းရဲ့ဝေဖန်ခြင်းတဲ့သူခုချိန်မှာဝေဖန်မှုမခံနိုင်တော့လို့ဆေးရုံမှာအသက်လွရတဲ့အနေထားမှာရှိနေပါပြီ။တချို့ကတော့ခိုင်နေဝေဝတ်လဲတာလို့ပြောကြတယ်။ခိုင်နေဝေကအလူငွေပန်းပြပြီးတော့ချမ်းသာနေပြီဖြစ်တယ်။ခိုင်နေဝေဟာကျွန်တော်တို့အလူငွေတီချာတဲ့အတိုင်းပါပဲ။အဓိကရုပ်ရှင်မင်းသမီးမဟုတ်ဘူး။ဇက်ဖို့သေုပ်ဆောင်ဖြစ်တယ်။နော်ဒါကြောင့်မလို့ဒီနေ့မှာဇက်ကားနှစ်ကားလောက်ပဲရိုက်ရတယ်အများဆုံးပေါ့ဗျာ။ဆိုတော့သူ့မှာဝင်ငွေကကျွန်တော်တို့အလူငွေကောက်ပြီးတော့ဒါကလေးတွေကိုပြည်သူဆောင်ရှောက်တဲ့အလုပ်ပဲရှိတယ်။အဲဒါကနေပဲဝင်ငွေရတာဖြစ်တယ်။ ဆိုတော့အကုန်လုံးဒီဘောက်ကိုเนาะကျွန်တော်တို့ခိုင်နှွေဝေကအကုန်လုံးပုံလိုက်တဲ့ခါကျတော့အခုခိုင်နှွေဝေရဲ့အခြေအနေကလုံးဝလုံးဝမဟန်တော့ဘူးเนาะဝေဖန်မှုတွေလည်းမခံနိုင်တော့ဘူးဂျားတွေမှာသူ့ယောက်ျားသွန်းဝိုင်းเนาะမိမလူလူယောက်ျားလူလူကဘုံမှုပြီးတော့ဒီကိစ္စတွေပိုးဆိုးအောင်เนาะသူများကသွားဆဲလိုက်တာဖြစ်တဲ့ခိုင်နှွေဝေကမြမှာလုံးဝမခံနိုင်တော့ဘဲနဲ့ဆေးဥမှာအသက်လူနေရတဲ့နေထားမှာရှိနေကြောင်းလည်းသိရပါတယ်ဗျာမယူသိန်းကိုအနိုင်ကိုတွဲနိုင်ခဲ့ပြီးတော့အာရှမာယောကဘာမာယော MGMG လွင်ဆိုပြီးတော့နာမည်ကြီးနေတဲ့မမောင်လေးဟာ မဏိကရန်ကုန်အရောက်မှာပဲသူ့ရဲ့ကိုတွင်နိုင်မှုကြောင့်တငယ်ချင်းတွေနဲ့စားတောက်ဆိုင်တခုမှာအယူမှုကိုပျော်ပါစားတောက်နေတဲ့အချိန်မှာပဲမနာလိုတဲ့လူသူစုရဲ့လှုပ်ရှားမှုကြောင့်မမောင်လေးဟာဆေးရုံတက်နေရတဲ့ဆိုပြီးတော့ online ပေါ်မှာတော့ဖြန့်ဝေနေတဲ့သူတွေကိုလည်းတွေ့ရပါရီမမောင်လေးဟာမြန်မာနိုင်ငံမှာသမိုင်းတစ်ကို site ထူလိုက်ပြီးလဲဖြစ်ပါရီမန်ယူလိုအသေးမျိုးကိုမြန်မာကစားသမားကဂိုးတွင်းနိုင်လိမ့်မယ်လို့ဘသူကထင်ပါလဲနော် ယာမနီကမကမန်ယူဖန်တွေကရိုက်တက်လို့တော့မကုန်ပါဘူးเนาะကလီကအစခွေးကအစမန်ယူကိုအားပေးကြတာပဲဖြစ်ပါလေမန်ယူဟာလေအားပေးတဲ့သူများသလောက်เนาะကိုယ့်ရဲ့ပြိတ္တတွေကိုကို့အသင်းပြိတ္တတွေကိုစိတ်ယောဂပြီးနေတဲ့เนาะစိတ်ယောဂပြီးနိုင်ဆုံးအသင်းဖြစ်နေတယ်ဆိုတာကတော့တယောက်မှညင်းလို့မရပါဘူးဝယ်တိုင်းကန်တိုင်းရှုံးတဲ့အသင်းပါပဲเนาะအခုလက်ရှိအသင်းမှာအားကိုးအရဆုံးဖြစ်တဲ့ Bruno Fernandes ကလေ sorry လက်ကိုသွားတော့မယ်လို့ဒီကနေ့မှာတော့သတင်းတွေတက်လာတယ် မမောင်လီကတော့ဗျာမယူအသိန်းကိုဂိုးတွင်းနိုင်လိုက်တယ်အာဆီယံအောစတာအသင်းကအနိုင်ယူလိုက်တယ်ပေါ့ဗျာဒါကြောင့်မလို့မမောင်လီကိုတော့ MGMG လွင်ဆိုပြီးတော့နိုင်ငံခြားမှာရှိတဲ့ reaction တွေကအောင်းအုပ်ကုန်နေပေါ့နော်ဒါမှအတန်ထွက်နေမထွက်သက်ဘူးဆိုတော့နားလေပြေလို့တော့ရပါတယ်မမောင်လီဟာအခုချိန်မှာဒါကျွန်တော်တို့မြန်မာနိုင်ငံကိုမနေကပဲရောင်းလေးစိတ်မှာ ရောက်ရှိနေပြီးတော့နော်သူကိုရောင်းလေးစိတ်မှာအင်တာသွားပြီးကြားတာကိုလည်းတနိုင်ကလောကပြည်သက်တွေကတွေးပြီးသားဖြစ်မှာပါမမောင်လီဟာကျွန်တော်တို့ ညကတငယ်ချင်းတွေနဲ့နော်သူရဲ့ဂူတွင်နိုင်မှုကိုအရင်ရန်ပြောပါပြီးတော့ပြောထုံပြီးတော့ပေါ့နော်တငယ်ချင်းတွေနဲ့တွားရောက်ဆားတော့ခဲ့တယ်အဲ့ဒီချိန်မှာပဲမနာလူတဲ့လူသူစုကနော်တချို့ကတော့ gate fan တွေဖြစ်ဖို့များတယ်လို့တော့ပြောကြတယ်ကျွန်တော်တို့အတိအကျမသိဘူးနော်မနာလူတဲ့လူသူစုကလာရောက်ဝိုင်းရိုက်တက်လို့မမောင်လင်းခင်ဗျာမှာဆေးဟိုမှာအသက်လူနေရပြီဖြစ်ကြောင်းလေးသိရပါတယ်ဗျာဘာမှမဖြစ်ပါစေနဲ့မမောင်လေးကြီးအကောင်းဆုံးပြန်လာပေးပါနော်